2025ခုနှစ်မေလ12ရက်နေ့ဒီကနေ့တနင်္လာနေ့မနေ့6နာရီဂျိုရူကတိုင်းတာရရှိချက်တွင်နဲ့24နာရီအတွင်းမှာ မိုးဘလို့ရွာသွန်းနိုင်လေဘယ်နေရာတွေမှာမိုးကြီးနိုင်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်ခန့်မှန်းတင်ပြမှာဖြစ်ပါတယ်ဒီကနေ့ဗမာပြည်မှာရွာတဲ့မိုးတွေဟာဘင်္ဂလားပင်လယ်ကဗမာပြည်ကိုဝင်သွားတဲ့ 因为别把嘞，明年、明你嘞，你妈逼来玩笑这干嘛？不走路，别多嘞，因为个变价了嘞，没收着，那没有那啥骗你了，对嘛？别把的，第二招没有麻痹，哪边嘛？没有铁穷的你家呀的，没有别的你家呀，比如，没地里嘞，追你了，就那路，那面太阳嘛。 မနေ့တနင်္ဂနွေနေ့17ရက်နေ့မှာည8နာရီအချိန်ဂျိုတုရဲ့ ရေဒါကတိုင်းတာတဲ့ပုံတွေအရဆိုလို့ရှင်ခင်းသရနဲ့မော်လမြိုင်ကိုဖိုပြုတ်ပြီးတော့မြန်မာပြည်မှာတဲကြီးမဲကြီးမိုးရွာဆင်းသွားတယ်လို့ကျွန်တော်တို့တိုင်းတာရရှိပါတယ်ကျွန်တော်တို့တိုင်းတာရရှိပြီး2နာရီ3နာရီအကြာမှလာမြေပြင်က နေပြီးတော့မိုးတွေစရွာသွန်းတယ် မိုးရေများနေတယ်ဆိုပြီးတော့သတင်းတွေကျွန်တော်တို့ရှိကိုတက်လာပါတယ်အတိတ်ပဲကတော့မိုးကောင်းငယ်ပေ1000ပေ2000လောက်ကကျလာတဲ့ရေမုန်လေးတွေဟာတဖြည်းဖြည်းနဲ့စုပြီးတော့မှမိုးရေဖြစ်ကို ပြောင်းလဲပြီးတော့မှတဖြည်းဖြည်းနဲ့လေစီးနှုံးနဲ့လေတိုက်နှုံးနဲ့အတူကျလာတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ခံပန်းချက်တွေဟာခရိုင်အနေနဲ့ပြောရင်တော့မှာပဲတစ်ခါတလေမှာ လွဲသွားတတ်တဲ့ခမန်းချက်တွေဖြစ်တတ်ပါတယ်အဲ့ဒီအပေါ်မှာနားလည်မှုပေးပါ နားလည်ကြပါလို့ကျွန်တော်တို့တောင်းဆိုခြင်းပါအဲ့တော့ဒီကနေ့ဆယ်နှစ်နှစ်အနေထားကိုကြည့်မယ်ဆိုရင်မြမပြည်အနှံ့အပြားမှာနေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနေတာကိုဒီအဝါရောင်နဲ့အနီရောင်လေးတွေကပြတ်ပနေပါလေအထူးသဖြင့် ချင်းတောင်တန်းတောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းနေပြည်တော်အနောက်ဘက်နေပြည်တော်အရှေ့ဘက်အေယာဝတီတိုင်းစစ်တောင်းမြဝမှာမိုးတဲတဲမဲမဲကြွားနိုင်တယ်လို့ပဲဘင်္ဂလားပင်လယ်ကဝင်လာတဲ့မုတ်တုံလေးနဲ့မုတ်တုံမိုးကြောက်မလို့မြန်မာနိုင်ငံတောင်ဘက်စွန်းရနောင်းဒေသကြီးတစ်ခုလုံးမှာမိုးတဲတဲမဲမဲရွာသွန်းနိုင်တယ်လို့ပဲ ်ဒေစီကြောင်းနဲ့အတူတက်သွားတဲ့ဗိတ်တွေဒေသားဘက်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒီကနေ့၁၂ရက်နေ့မနေ့တနအရနေပြီးတော့မှမနေ့6ရက်တွင်းမှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်မြောက်ဖျားမှာနေရာစိတ်စိတ်မိုးရွာပြီးတော့အခြားဒေသတွေမှာနေရာကျဲကျဲမိုးရွာတွန်းသွားတာတွေ့ရပါတယ်ထို့အတူပဲ ရှမ်းပြည်နယ်တစ်ခုလုံးမှာအရှိဘက်နဲ့တောင်ဘက်ရှမ်းမှာ နေရာစိတ်စိတ်နဲ့နေရာကွက်ကြားမိုးများနိုင်တဲ့နေသားတွေ့ရပါတယ်။မန္တလေးတိုင်းအရှိဘက်ရှမ်းပြည်တောင်နှာနေနဲ့ဆက်ဆက်တဲ့ဒေသကြီးတစ်ခုလုံးမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားလည်းရှိပါတယ်။ကျွန်တော်တို့ AOD တိုင်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းမှာလည်း နေရာကျဲကျဲမိုးဆက်လက်ရွာသွန်းပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်စစ်တောင်းမြဝဒေသမှာမိုးတီးထန်စွာရွာသွန်းနိုင်သလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားတွေ့ရပါတယ်။တို့တူချင်းမိုင်အောက်ပိုင်းမဲဆောက်ဒေသမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်ပြီးတော့ဘန်ကောက်မှာတော့နေရာစိတ်စိတ် မိုးရွာနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။မနေ့6နိုင်မှ နေ့လယ်7နိုင်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်အော်တွေကဝင်လာတဲ့မြေနှိမ်တိမ်တွေဟာ ARE မြေရိုးတစ်လျှောက်အပူချိန်ကြောင်းမလို့ကောင်းငင်ကိုပေါ်ဘူးပြန်တက်သွားပြီးတော့ကချင်ပြည်နယ်မှာတော့မြောက်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့သခိုင်းတိုင်းနဲ့ကချင်ပြည်နယ်တောင်ဘက်မှာနေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ပဲချင်းပြည်နယ်မှာ နေရာကျဲကျဲရခိုင်ပြည်နယ်မှာ နေရာကျဲကျဲရန်ကုန်တိုင်းမှာ နေရာကျဲကျဲနေပြည်တော်နဲ့ရှမ်းပြည်မှာ နေရာကျဲကျဲရွာသွန်းမှာဖြစ်ပေမဲ့လည်းမုတ်တုံလီနဲ့မုတ်တုံမိုးကြောင်းမလို့မြန်မာနိုင်ငံအောက်ပိုင်းကရင်ပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်တနင်္လာရီတိုင်းမှာနေရာကွက်ပြီးတော့အချို့နေရာတွေမှာ မိုးကြီးနိုင်တဲ့အနေအထားတွေ့ရပါတယ်။နေ့လယ်၁၂နာရီမှ ညနေ6နာရီရောက်တဲ့အခါမှာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းတစ်ပိုင်းမှာ နေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့ချင်းပြည်နယ်တောင်ဘက်ရခိုင်ပြည်နယ်မြောက်ဘက်မကွေးတိုင်းမြောက်ဘက်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုပြန်ကြာမိုးအရတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာကွက်ကြားမိုးရွာနေနိုင်တဲ့အနေအထားရှိပြီးတော့ဧရာဝတီတိုင်းမှာလည်း နေရာဖွက်ကြမိုးပါးပါးရွာနိုင်ပါတယ်မြမပြီတောင်ဝိုင်းမှာကြတော့မြေနှိတ်တိမ်ပြုများရဲ့ရေငွေ့ဖွဲ့မှုကြောင့်မလို့ကရင်ပြည်နယ်တောင်မဲ့စွန်းမွန်ပြည်နယ်တောင်မဲ့စွန်းတရင်းနိုင်တိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီကနေပြီးတော့ည7နာရီတွင်းမှာဆိုလို့ရှိရင်တော့ချင်းပြည်နယ်တောင်ပိုင်း ရခိုင်ပြည်နယ်မြောက်ဖက်တနင်္လာရီတိုင်းတို့မှာဆိုလို့ရှိရင်တော့6နာရီအတွင်းမိုးရစင်နှစ်လက်မှရွာသွန်းနိုင်ပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာကွက်ကြားနေရာစိတ်စိတ်မိုးရွာသွန်းနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ထို့အတူပဲ ကချင်ပြည်နယ်မြောက်ဖက်ဖြားမှာနေရာစိတ်စိတ်မိုးရွာပြီးတော့အခြားနေရာတွေမှာနေရာကွက်တာမိုးရွာနိုင်ပါတယ်။ထိုင်းနိုင်ငံအနေထားကိုလေ့လာမယ်ဆိုရင်တော့ချင်းမိုင်ချင်းရိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့မဲဆောက်မှာနေရာကွက်တာမိုးရွာနိုင်ပါတယ်။ဘန်ကောက်မှာခြိုင်မှာလည်းနေရာစိတ်စိတ်မိုးရွာနိုင်ပြီးတော့ဆူရတ်ထာနီဘက်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရမှာဖြစ်ပါတယ်။တနည်းအနေနဲ့ တိမ်အမြင့်တွေကြောက်မလို့မိုးထစ်ချုံခြင်းမိုးရိုးပစ်ခြင်းများကြုံတွေ့ရပြီးတော့မြေပြင်ပေါ်ဆင်းလာတဲ့ရေတွေအားလည်းငလင်းဒဏ်ကြောက်မလို့မြေအောက်ကိုမစည်းစင်းနိုင်မဲနဲ့ရေစီးကြောင်း ပြောင်းလဲနိုင်တဲ့အနေအထားရှိလို့လာပြီးတော့သတင်းပို့ပေးကြပါကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ်အင်တာနက်နှေးရဒေသတွေအတွက်နားထောင်မှုအတွက် MP3 ပြောင်းလဲပြီးတော့ကိုယ်သက်39 Telegram ကနေပြီးတော့နေ့စဉ်တင်ဆက်ဖြန့်ချိနေပါတယ်ကျေးဇူးတင်ပါတယ်